ပထမအကြိမ်ပြည်တော်စုလွှတ်တော်12ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင်အတည်ပြုပေးဖို့တင်သွင်းလာတဲ့လွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြောင်းကိုလွှတ်တော်မှဆက်လက်ဆွေးနွေးမှုမပြုဘဲဆိုင်းငံ့လိုက်ကြောင်းပြည်တော်စုလွှတ်တော်နိုင်ငံကသူရဥရွှေမန်းကဒီကနေ့မှကြေညာလိုက်ပါတယ်။ အဲ့ဒီဥပဒေချမ်းနဲ့ဆက်လျင်ပြီးဆက်လက်ဆောင်ရွက်ဖို့တင်မတင်ကိုပြည်အောင်စုလွှတ်တော်ရဲ့ဆုံးဖြတ်ချက်ရယူဖို့အတွက်လွှတ်တော်ကိုယ်စားလှယ်15ဦးကဒီကနေ့ပြည်အောင်စုလွှတ်တော်မှာဆွေးနွေးခဲ့ပြီးတော့မဲခွဲဆုံးဖြတ်ခဲ့ရာမဲပေးပိုင်ခွင့်ရှိသူ924ဦးထဲမှ ထောက်ခံမဲ264မဲ၊ကန့်ကွက်မဲ235မဲနဲ့ကြားနေမဲ12မဲရရှိခဲ့ရာကြောင့်ထောက်ခံမဲများပြီးလွှတ်တော်ကိုယ်စားလှယ်တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေချမ်းကိုပြည်အောင်စုလွှတ်တော်မှာဆက်လက်မဆွေးနွေးဘဲဆိုင်းငံ့လိုက်ကြောင်းပြည်အောင်စုလွှတ်တော်၌က သူရဥရှင်မန်းကကြေညာလိုက်တာပါ။အဲဒီဥပဒေနဲ့ပတ်သက်ပြီးလွတ်တော်ကိုယ်စားလှယ်15ဦးဆွေးနွေးရမှာလေအများစုဟာအဲဒီဥပဒေကိုတရားခိုင်နှုန်းထောက်ခံရင်လွတ်တော်ကိုယ်စားလှယ်တာဝန်ကဖြုတ်ချနိုင်မှုကိုထောက်ပြဝေဖန်ဆွေးနွေးခဲ့ကြပါတယ်။လက်ရှိပြည်အောင်စုလွှတ်တော်မှာလွှတ်တော်ကိုယ်စားလှယ်တာဝန်ကပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကိုဆိုင်းငံ့လိုက်တာဟာအခုလွှတ်တော်တက်တန်းအတွင်းသာဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ လွတ်တော်ကိုယ်စားလှယ်တာဝန်ကပြန်လည်ယူသိင်းချင်းဆိုင်ရာဥပဒေကြမ်းကိုပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကပြုစုပြီး2022ခုနှစ်ဩဂုတ်လ28ရက်နေ့မှ၎င်း2023ခုနှစ်ဩဂုတ်လ28ရက်မှ၎င်း2025ခုနှစ်ဇူလိုင်လ3ရက်နေ့မှ၎င်းပြည်အောင်စုလွတ်တော်နိုင်ငံကထံကိုပေးပို့ခဲ့ရဖြစ်ပါရှင်။